ားလုံးမမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ရာနဲ့ကြိုဆိုပါတယ် Champion Page တွေအားလုံးမင်္ဂလာပါဒီနေ့ရာသီအတွင်းမှာ Barcelona အသင်းနဲ့ Hansi Flick အသင်းတော်တော်လေးခြေစွာနေတာတွေ့ရတယ်အခု La Liga မှာလည်းသူတို့ဇာတ်ထိပ်မှာရှိတယ် Champion League မှာလည်း Quarter Final ရောက်ပြီး Copa del Rey ကတော့ဒုတိယချိုကို Atletico Madrid ကိုသွားကန်ရတယ်ဆိုသူတို့က Space Super Cup လည်းရထားပြီအမှန်တမ်းကြီးအများဖလား၄လုံးလမ်းကြောင်းပေါ်မှာသူတို့ရှိတယ် ီနေရာမှာဘာဆိုနာနဲ့ပတ်သက်လို့တော်တော်များများကလေဗန်ဒေါစကီရာဖင်ညာယမားဆိုပြီးတော်တော်များများချီးကျူးကြတယ်လေဒါဘာဆိုနာအသင်းမှာဒီကစားမတွေကဘာဆိုနာရဲ့လူတိုင်းတတတပြောနေကြတဲ့ကစားမဒါပေမဲ့ကျွန်တော်အမြင်တော့လေဘာဆိုနာအသင်းတသိန်းလုံးရဲ့အဓိကမိန်ပလေယာကအဲ့ဒီကစားမတွေပေါ့ ဂိုးသမားဝိုက်ချက်ရှက်စနီလည်းမဟုတ်ဘူးရှက်စနီဆိုဘာဆိုနာကိုရောက်လာတဲ့ရှုံးပွဲလုံးဝမရှိသေးဘူးခါစစ်ကကူးစကွန်တီဘယ်တီအလာဟန်ဒိုဒါဘယ်လိုပြောမလဲရိုနယ်အာရူကိုအီနီကိုမာတီနက်စ်ပေါ်ကပါစီတိုက်စစ်ကလီဝန်ဒေါစကီရာဖီညာယမာနောက်တစ်ဖက်ကဒန်နီအော်မိုဖရန်ကီဒီယောင်ဒီကဘာစလိုနာအသင်းရဲ့အဓိကမိန်းကဘက်ထရီပဲ ဖက်ထရီဟာဘာဆိုနာအသင်းရဲ့အဓိကမိန်လိုပဲသူမပါကြည့်ဘာဆိုနာတိုင်ပတ်တယ်လက်ရှိ current market voucher 100 million တော့တန်းတရာရှိတယ်ဒီကစားပါကအရင်တည်းကအရင်သွေးမြင့်တဲ့ကစားပါအသက်16နှစ်တကအရန်ကောင်းခဲ့တာ2021မှာဒါစပိန်နဲ့တူဒါတော်တော်လေးကောင်းခဲ့ခဲ့ပြီးမှ injury တွေတောင်းလျှောက်ဖြစ်တရာဒီတွေမှာဗျာမမရရပဲဘာဆိုနာနဲ့ပက်ထရီနဲ့ဂျာပါဘာဆိုနာကပက်ထရီကို အလုံးအကျုံတစ်နှစ်တည်းမှာပွဲ80လောက်လေဝေးစင်ရောကလပ်ရောတုံးလိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ဘက်ထရီက injury prone ဖြစ်သွားတယ်ဖြစ်တော့ဘာဆိုနာအသင်းရဲ့ဆေးပွဲကအပြေရှားတယ်ဘက်ထရီနဲ့ပတ်သက်လို့ဘာဆိုနာတခုခုလောက်ရတယ်ဒီကစားမက talented ကစားမဖြစ်တယ်သူကဘာဆိုနာကစားမမဟုတ် less ပါမကစားမဘာဆိုနာကသူ့ကို euro 9တန်းနဲ့ခေါ်ခဲ့တာ ဒါဘာဆိုလက်ပါမာကစားမကနေဘာဆိုနာကိုရှောက်လာရင်းနဲ့ဘာဆိုနာကသူ့ကိုခေါ်လိုက်တဲ့အချိန်မှာအခုအိုက်ဖက်ထရီဟာကပအကောင်းဆုံးကွင်းလေကစားမတွေတယောက်ဖြစ်လာဒါသူ2021တဲ့ကပအကောင်းဆုံးကွင်းလေကစားမတော့ injury တွေစတိုက်ဖြစ်လို့ဘက်ထရီကရောင်နေနေမိန်သွားတာဘာဆိုနာအသင်းမှာဘက်ထရီဟာဘယ်လောက်ထိခံကြရလဲဆိုသူပါတဲ့အချိန်မှာတခါလေကြာရပြကျွန်တော်ဘက်ထရီကိုဘာအတွက်အင်းရေးစာနဲ့ဂျာဗီနီကိုပေါင်ထားတဲ့ပုံစံ လူချားတဲ့ကို၄၅ယောက်လောက်ချားသူ့ဝိုင်းလာပြီဆိုဆိုဘောလုံးကိုဆွဲထွက်သွားတယ်ပြီးသူတယောက်နဲ့ပြန်ထွက်လာတာဘောလုံးနဲ့ဘောလုံးလမ်းကြောင်းခင်းတာဘောလုံးကိုထိန်းထားတာတံပိုးတင်တာချထားနောက်ခေါင်းအရှမ်းအေးဘူးစကရဲ့ဂျာဗီရဲ့အင်ဒီဆာအင်ဒီအင်ဒီအင်းဆာလို့ပြတူကြီးကြော်ဖြတ်တာတွေတော့နေတယ်ဒါပေမဲ့သူ့မှာအဲ့လိုရိမ့်တာပါတာတွေသူရှိတယ်စပီကာအဲ့လိုမမြန်ပေမဲ့ဘောလုံးပါစင်ကောင်းတယ်ညာသူ့မှာဖီရှင်းကောင်းကောင်းရှိတယ် ီးတော့ဘူစကက်လိုဘောလုံးကျော်အရန်နဲ့တယ်ဘက်ထရီဟာတကယ်တော့ဘာဆိုနာရဲ့ခရယာပဲဒီစားမကတကယ်ခရယာမှာခရယာပဲကျွန်တော်ထင်တော့ဘာဆိုနာအသင်းမှာရာဖီညာဟာခရက်ဒစ်အများကြီးရမယ်လေဗန်ဒေါစကီအများကြီးရမယ်ယမားရမယ်ဖက်ထရီကမိန်ပဲလက်ရှိဘာစီလိုနာမှာဖက်ထရီကိုထုတ်လိုက်ဘာဆိုနာတိုင်ပတ်တော့အဲ့ဒီမှာဖရန်ကီဒီယောင်းနဲ့တခြားသူကစားလုံးဝဖြစ်လို့များ မတ်စ်ကက်ဆတ်တုံနဲ့ဖရန်ကီဒီယောင်ကစားလဲဖက်ထရီနေရတော့ဘာကြောင့်ဘာစီလိုနာကဖက်ထရီကိုအခုလိုမျိုးဖြစ်သွားလဲဆိုတော့2021မှာသူအရန်ကောင်းပြီးတော့ injury တွေ injury တွေ injury တွေတရာတိတွေကို80ကျော်80လောက်80လောက်ကစားလိုက်ရတယ်အဲ့မှာ injury ဖြစ်တော့ဘာဆိုနာကဖက်ထရီနဲ့ပတ်သက်တဲ့အဖြေတစ်ခုကိုရှာရောဘာဆိုနာပုံဖွဲ့နဲ့ဘာဆိုနာဆေးဖွဲ့ရနောက်ဆုံးမှာဖက်ထရီကိုဘလို့ပုံစံ game management လုပ်ရမယ်ဘလို့ပုံစံ train ရမယ်ဘလို့ပုံစံသူ့ကို စေကူတာရမယ်ဆိုတဲ့ research ကိုကောင်းကောင်းတွေ့သွားတဲ့ခါမှာ battery drop program တီးတက်ပါဆိုတာရှာတွေ့သွားတယ်အဲ့ကဒီစာပေ battery တရားလုံးဝမရတော့မရဘူးမို့ရတယ်ဒါပေမဲ့တော်တော်နေသွားတယ်အဲ့ဒါတော်တော်အခု persona က daniel omo ကို i plan ကိုထက်ရှာတယ် daniel omo တို့အဖြေရှာတယ်တကယ်လို့အဲ့လိုအဖြေရှာနိုင်ပြီဆိုရင်ကစားမတယောက်ကလုံးဝတရားမရတော့အဲ့ဒါတို့ unless ပြခုန ACL တို့ဘာလို့မဟုတ် ပုံမှန်သူ regular ရနေတဲ့ဒဏ်ရာကိုသူတို့တေးချအပြေရှာပြီးတော့ဒီစားမောက်ကိုဒီ percentage လောက်ပဲကစားခွင့်ပေးရမယ်ဘလောက်ထိပဲလုပ်ရမယ်ဆိုတဲ့အချက်ပဲဒါက persona အတွက်ဒီနေ့ဒီပြပိုင်းနဲ့မှာ battery ကိုကောင်းကောင်း manage လုပ်နိုင်တဲ့အချက်ကြောင့်ပဲအခုဒီမှာ persona အသေးဒီချင်းဒီရောက်တာ battery က persona ရဲ့အဓိကခင်ရမယ်အခုကြည့်ပြခိုးလည်းမသွင်းဘူးဖန်တီးမှုလည်းမရဘူး manual သမရှိသူကြီးတိုင်ခဲ့ယူအဲ့ဘာလို့ဆိုသူအရန်ကောင်းလို့လို့ပဲတချို့ကဗျာ ဖန်တီးမှုလုံးမအကောင်းဆုံးလို့ထင်တာဂိုးသွင်းမှာအကောင်းဆုံးလို့ထင်တာမဟုတ်ဘူးကွင်းလယ်မှာဘလုံးနေခြင်ထားပြီးတော့ပွဲကိုထိကျုပ်ထားတဲ့ကွင်းလယ်ဘုံချုပ်တယောက်ရဲ့အရေးသွေးကပွဲတိုင်းမှာပြတ်သားနေတဲ့အချက်ပဲအဲ့အချက်ကိုကျွန်တော်တော်တော်လေးသဘောကျအခုဖြစ်လူငယ်ကစားမရတော့ဖတ်တူကျွန်တော်လေးသဘောကျသူ့မှာဘလုံး intelligence အပြည့်ရှိဒီ chart တွေကိုတော်တော်သဘောကျအသက်22နှစ်ပဲရှိသေးတယ်ဘူးသူက injury အရဖြစ်သွားအခု22ပေါ့လေ injury အရဖြစ်သွားလို့သာသူနည်းနည်းမိတ်သွားပြီပဲသူ့ရဲ့ level ကိုသူပြန်တင်အခု market value တန်တရား ဘက်ထရီကတော့ဘာဆိုနာရဲ့မရှိမဖြစ်အင်ဂျင်ပဲဖြစ်ပါဘာဆိုနာတရားဒီမှာအောင်ပြီမှာဆိုရင်သူ့ကြောင့်အားလုံးကျေးဇူးတင်ပါတယ်